ဇီရိုနယ်ဒိုကအိုင်းစတိုင်း၊နျူတန်၊စတီဗင်ဟော်ကင်းတို့လိုဉာဏ်ကြီးရှင်အားလုံးမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေကြေကျိုးဆိုပါတယ်ဇီရိုနယ်ဒိုကကျွန်တော်ကပြည်ပြည်စုံစုံကစားမှာပါကျွန်တော်မြင်ရတော့အကောင်းဆုံးကစားမှာကျွန်တော်ပါပဲဘောလုံးလောကမှာအရာအားလုံးကိုကျွန်တော်လုံနိုင်ခဲ့ပါတယ်မက်ဆီ၊ပီလီနဲ့မာရာဒိုနာတို့ကိုသဘောကျတယ်ဆိုရင်ကျွန်တော်နားလေလေးစားပေးနိုင်ပါတယ်ဒါပေမဲ့အပြည့်ပြည့်စုံစုံကစားမကတော့ကျွန်တော်ပါကျွန်တော်တဲ့ပိုကောင်းတဲ့သူမရှိပါဘူး ဒီစကားကျွန်တော်နှလုံးသားထဲကလာတဲ့စကားပါလို့ကြွေးကြော်ခဲ့တယ်။ရိုနယ်ဒိုရဲ့အသင်းပေါ်ဟောင်းကော်စတီနာက2003ခုနှစ်တုန်းကအဖြစ်ပြက်ကိုမှတ်မိနေသေးတယ်။ပေါ်တူဂီလေဘေးစင်ဇာမာဘွားပထမဆုံးပွဲပြီးမှရိုနယ်ဒိုကကော့စတိုင်ငါတို့အသက်30ဒီပဲကစားချင်တယ်ပြီးရင်တခြားတစ်ခုခုလုံးမယ်လို့ပြောခဲ့ပါတယ်။ရိုနယ်ဒိုဂရီမတီခဲ့ပါဘူး။ဂရီမတီတဲ့ပြင်ရိုနယ်ဒိုကအသက်30ကျော်ရွယ်မှာပို့ပြီးတော့တောင်တန်ပါလာတယ်။အသက်30ကျော်ရွယ်မှာဂိုးပေါင်း460တွင်းပြီးတော့ အသက်20ကျော်အရွယ်တွင်းကို440ရက်ပူများခဲ့ပါတယ်။ဒါအန်ချီးပွေရပါပြီ။ဒါဟာတာမန်မှတ်တမ်းတစ်ခုမဟုတ်ပါဘူး။ဆူရနယ်ဒိုနဲ့ပတ်သက်အရာအလုံးကတာမန်မဟုတ်ပါဘူး။စမ်းပါလေ။ဟိုတလောကဆူရနယ်ဒိုကအနားယူမဲ့လေတံမျိုးပြောပေမဲ့အခုသူ့အတွင်းစိတ်ထဲမှာတွင်းကို1000ပြည့်စံချိန်ကြီးကကြီးဆိုးထားပြန်ပါပြီ။အသက်40ကျော်အရွယ်မှာဆူရနယ်ဒိုမျောလင့်နေတဲ့ຢာတွေကဒီလိုပါ။2026ကမ္ဘာဖလားကစားခြင်းနဲ့ပထမဆုံးကမ္ဘာဖလားချန်ပီယံဆုပိုင်ဆိုင်ခြင်းနဲ့ လက်ရှိချိန်မှာတွင်းကိုတထောင်ပြည့်ရီမန်းချက်ကိုမျှော်လင့်နေတယ်။ NSA လူငယ်သင်းမှာကစားနေတဲ့အသက်16နှစ်အရွယ်တားဖြစ်သူခရစ်စတီယာနိုဂျူနီယာနဲ့တသင်းတည်းအတူတူကစားခြင်းနဲ့ပေါ်တူဂီလဝေးစဉ်အသင်းတွေဆီရိုနယ်ဒိုကပွဲပေါင်း250ပြည့်ကျင်နေတယ်။ဆီရိုနယ်ဒိုကနပိုလီယံလိုစကားမျိုးပြောလို့ရှိတယ်။မဖြစ်နိုင်ဘူးဆိုတာမရှိဘူးတဲ့။ဆီရိုနယ်ဒိုကလူတွေထင်မှမထားတာတွေတိတ်ပြီးတော့လှုပ်ပြခြင်းသူပါ။သူနောက်ထပ်ဘလောက်အချိန်ကြာကြာစက်ကစားနိုင်အောင်လဲဆိုတာခံမှန်းလို့မရနိုင်ဘူးတစ်နှစ်လားနှစ်နှစ်လားသုံးနှစ်လား ကစားသမားဘဝအစမှာပဲဂျော်နယ်ဒိုရဲ့စိတ်သက်သန်မာမှုဟာအတော်လေးမြင်မာနေတာပါဂျော်နယ်ဒိုဟာလီယိုနာໂດဒါဗင်ချီအယ်ဘတ်အိုင်းစတိုင်းအိုက်ဇက်နျူတန်စတီဗင်ဟော်ကင်းတို့လိုဉာဏ်ကြီးရှင်ပါဂျော်နယ်ဒိုကထူးခြားတာတစ်ခုခုလုပ်ရအောင်အမြဲတမ်းရှင်သန်နေတယ်ဂျော်နယ်ဒိုကိုအယိုးနဲ့အသွေးသားတွေပဲရှိသူဆိုပြီးတော့သတ်မှတ်ကြပါတယ်သူ့လိုလူမျိုးနောက်တယောက်ရှိနိုင်မလားဆိုတာမသိကြဘူးတကယ်လို့ရှိခဲ့မယ်ဆိုရင်လည်းသူ့လိုစိတ်ဓာတ်မျိုးတော့မရှိနိုင်ဘူးဂျော်နယ်ဒိုကမယက်မနာခုံပေါင်းနေတဲ့စက်ပစ္စည်းပါပဲ တန်ကြီးမတောက်အပြဲတန်းတတိထားပြင်ဆင်နေခဲ့တယ်။မာရာဒိုနာ၊ပီလီ၊မက်ဆီလိုလိုကန်ဝင်းဆန္ဒမျိုးမဟုတ်ဘဲတီးခြားဖြစ်တည်မှုနဲ့ကန်ဝင်းဆန်နေတာပါ။နိုင်ငံငယ်လေးတစ်ခုကနေကဘာတီသွေးထပ်ပြီးတော့မမြင်ရနိုင်မဲ့ကြော်ကြားမှုပုံရိပ်တစ်ခုလည်းဖြစ်ပြန်နေ။ပေါ်တူဂီသင်းပြိတ်သက်များစွာ2026ကဘာဖလားမှာဆီရိုနယ်ဒိုအစွမ်းပြတာကိုခံစားခြင်းနေကြတယ်။ဖြစ်နိုင်မဲ့ဆိုရင်ပေါ်တူဂီနိုင်ငံကအိမ်ရှင်ဖြစ်ပူးတွဲကျင်းပမဲ့2030ကဘာဖလားထီတောင်မှဆီရိုနယ်ဒိုကစားတာကိုပေါ်တူဂီသင်းပြိတ်သက်တွေကမြင်ကျင်နေကြပါတယ်။ အခုစိတ်ကြီးဝင်နေတဲ့ရမဲကိုနိုင်ပြီးတော့ National League Champion စုကိုဆီရိုနယ်ဒိုတင်ပိုက်လိုက်ပြန်ပြီးဆီရိုနယ်ဒိုကခေးဆက်ဆက်ပြိုင်ဘက်များစွာကိုအနိုင်ပြပေးပြီးရမဲလိုကျယ်ဝင်းပေါ့ဆာလေးကိုလည်းသူအနိုင်ပြလိုက်ပြန်ပါတယ်ကလပ်တင်းကစားသမားဘဝမှာမရဘူးတဲ့ဆူပလာမရှိတော့ဆီရိုနယ်ဒိုကပေါ်တူဂီနဲ့ရတဲ့အောင်ပွဲကိုပို့ပြီးတော့မန်ဘောတန်ဖိုးထားပါတယ်ရမဲဆွဲဘူဝေကာစာပန်းလေးကိုနင်းချေရင်းဆီရိုနယ်ဒိုဟာအောင်ပွဲခံလိုက်ပါတယ်